ဟောဩဝါဒစကားတော့များများတော့သိမပြောတတ်ပါဘူးအဲ့ဒီတော့က first meet တော့စကားလေးပဲပြန်ပြောရမယ်ဆိုကျွန်တော်တို့ကပေးလိုက်တာဓာတ်ချောင်းဝင်ပေးလိုက်တာဓာတ်ချောင်းဆိုတော့ကျွန်တော်တို့ကအဲအသက်ပညာတစ်ခုပဲပေါ့နော်ဆိုတော့ဒီကွန်ပျူတာအဲ့ဆိုတဲ့အတိုင်းဒီကွန်ပျူတာနဲ့ကျွန်တော်တို့အနုပညာဘယ်လိုဖန်တီးမလဲဆိုတော့အဲ့ဒီအားလေးတစ်ခုပဲကျွန်တော်တို့ကပေးလိုက်တာအဲ့တော့ကိုကအဲ့ဓာတ်ကိုဘယ်လိုသုံးပါလဲဆိုတော့တိုင်းချပါလားဒိုရီမိုလို့ရှိရင်ဓားတိုက်ပါလားဒိုရီမိုအိမ်မှာကြက်သွုံလီးပါလားဒိုရီမိုရင်ဂျောင်ထိုးထားပါလားအဲ့ဒါကိုနဲ့ပဲဆိုင်နေပေါ့နော်အဲ့တော့အသုံးပြုတဲ့လူကအဲ့ဓာတ်ကိုဘယ်လိုသုံးမယ်ဆိုတာကအဲ့ဒီပုံမူတည်ပြီးတော့ကိုကဘယ်လိုဖြစ်လာမယ်ဆိုတာ နောက်အနာကဲကိုကျွန်တော်ကဂျုံမြင်လိုက်ပြီပေါ့နော်အဲ့တော့ကိုကအိုက်ဓာလေးကိုလိုသုံးပါလေဆိုတာကိုကကိုစာပြီးတွေးထားလိုက်ပေါ့နော်ကျွန်တော်အဲ့ဒါလေးပြောချင်တယ်နောက်တစ်ခုကအဲဒီကလာတဲ့ညီလေးညီမလေးအကုန်လုံးပေါ့နော်အကုန်လုံးရောက်လာတဲ့နေရာမှာမှာကျွန်တော်ကျွန်တော်ယုံကြည်တယ်ကွန်ပျူတာအက်ဆိုတဲ့အတိုင်းပဲပေါ့ဒါအမှုပညာကိုသဘောကျလို့အမှုပညာကိုချစ်လို့ဒီကိုရောက်လာတယ်အဲ့တော့ကျွန်တော်ပထမဆုံးအနေနဲ့ဘာကို graduation လုပ်ချင်လဲဆိုတော့အဲလူတွေကကိုပြောတာကိုလုပ်ရင်ပို့ပြီးတော့အောင်မြင်နိုင်ခြင်းရှိတယ်ဆိုတော့အမှုပညာကိုရွေးချယ်တဲ့လူတော်တော်များများအစားဝိနေတဲ့ဆာလို့ရှိရင်ကိုပြောတာကိုရွေးချယ်လိုက်တာကိုကျွန်တော်ထင်တယ် တော့အဲ့လိုကိုပြော်ရာနဲ့အတမွေးပွမ်းချောင်းတစ်ခုကိုပထမဆုံးအနေနဲ့ရွေးချယ်နိုင်ဖြစ်တဲ့အကြောင်းကျွန်တော်စစစတင်ပါတော့ congratulation စလုပ်တယ်ဆိုတော့အဲ့နောက်ပိုင်းမှာမှာကိုကနောက်တစ်ဆင့်နောက်တစ်ဆင့်ဆက်တက်ဖို့ကတော့ကိုနဲ့ပဲဆိုင်တယ်ပေါ့နော်ကျွန်တော်တို့ဒီလိုအချိန်တို့တွင်းမှာလည်းဒီလိုရုပ်ရှင်ကားတွေတကယ်ကို share နှီးပါးလောက်ကိုအကုန်လုံးပေါ့နော်၃၅လုံး special ရိုက်ထားကျွန်တော်တွေ့ရတယ်တရုတ်စာမိုင်းဆိုင်ရာဆိုလို့ရှိရင်လည်းဟို professional မဟုတ်ဆိုရင်လည်းတတ်နိုင်ဆုံးလုပ်ထားကျွန်တော်တွေ့ရတယ်ဒီအချိန်တို့တွင်းမှာပဲဒီလောက်ထိတတ်တာကိုပဲကျွန်တော်တို့ဆရာတွေအားလုံးကတကယ်ကိုပီတိဖြစ်ရတယ်ဒါလေးချက်ပေါ့နော်အဲ့တော့ ။နောက်တစ်ခုကဒီ platform အနေနဲ့ကိုရီးယားကိုရီးယားအသားချက်တစ်ခုကပါလဲဆိုတော့ computer app ဆိုတဲ့အတိုင်းပဲဒီကျွန်တော်တို့ဒီ ID kit မှာ AI kit မှာဒီကွန်ပျူတာကိုကျွန်တော်တို့ကကျွမ်းကျင်နေကွန်ပျူတာနဲ့ပဲ app တွေလုံနိုင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က platform တွေအများကြီးပဲ။ဆိုတော့ YouTube ကိုသွားမလား TikTok ကိုသွားမလားတခြား website တွေမှာကျွန်တော်တို့သွားမလား။ဆိုတော့ကိုလမ်းကြောင်းကိုဖောက်နိုင်တဲ့လမ်းကြောင်းတစ်ခုကိုလမ်းကြောင်းကိုဖောက်နိုင်တဲ့ပညာရေးတစ်ခုကိုဒီမှာစီးပွားရသွားပြီလို့ကျွန်တော်တော့ယုံကြည်တယ်။ဆိုတော့အဲ့ကိုပိုင်တဲ့ဓာတ်လေးတွေကိုပိုင်တဲ့ပညာရေးလေးတွေနဲ့ကောင်းမွန်စွာကိုလမ်းလေးကိုဖောက်နိုင်ပါသေးလို့ကျွန်တော်တို့ဆုတောင်းနေ။နောက်ကျရင်ပြန်တွေ့တဲ့အချိန်မှာဒီလူတွေက အင်မတန်အောင်မြင်နေတဲ့လူတွေဖြစ်မယ်လို့လည်းကျွန်တော်လုံးဝယုံကြည်တယ်။ဟုတ်ကျေးဇူးတင်ပါတယ်။